င်္ဂလိပ်လိုပြောတတ်ချင်တယ်ဆိုပြီးတော့ဘာလုပ်နေကြလဲဟောမောင်နေုံနဲ့ဘာလုပ်နေကြလဲအင်္ဂလိပ်လိုပြောတာလေ့ကျင့်မှုလားဒါမှမဟုတ်အခုချိန်ထိအင်္ဂလိပ်စကားပြောတလားအတွင်တိုးတက်နေဆိုတဲ့ဗီဒီယိုတွေကိုပဲကြည့်ပြီးတော့ motivation လေးရလိုက်အင်္ဂလိပ်စာလေးထထုတ်လိုက်ခဏနေကြတော့ကာယုံမီလိုပဲပြန်ငြိမ်သွားလိုက်အဲ့လိုမျိုးဖြစ်နေရတာဒီနေ့ဗီဒီယိုထဲမှာပြန်လာနည်းနည်းအပေါက်ဆိုးသူဖြစ်သွားရင်ကြိုးပြီးတော့တောင်းမယ်နဲ့နော်အရင်ဆုံးပြန်လာမေကလင်းနည်းနည်းမေးချင်တယ်ကိုကအင်္ဂလိပ်စာစကားပြောတွေကိုပုံမှန်နားထောင်ပြလား စကားပြောတဲ့အခါမှာကိုပြောချင်တဲ့အကြောင်းအရာတုံ့ဆိုင်မှုမရှိတော်တော်လတ်လတ်ပြောနိုင်မှုအကြီးကလိုအပ်တဲ့စာကြောင်းတိစောက်ပုံ grammar တွေအင်္ဂလိပ်စာဝေါ်ဟာရတွေရောပုံမှန်လေ့လာပြလား။အဲ့ဒီ skills တွေတခုမှမရှိသာဘူးဆိုရင် English လို့ပြောချက်ဖို့စိတ်ကူးမြင်တယ်။ပြီးတော့အကြီးကလေ့ကျင့်ရမယ့်အရာမလေ့ကျင့်မဲနဲ့ကိုယ့်ထက် English လို့တော်တော်လတ်လတ်ပြောနိုင်တဲ့သူတွေနဲ့ကိုကိုကိုရှင်ပြီးတော့အားမလို့အားများဖြစ်နေရလား။ဘာဖြစ်စရာလို့လို့လဲကိုလဲတေချာပုံမှန်လေးလေးကြည့်မယ်ဆိုရင်သူတို့လို့ပြောတတ်လာမှာသူတို့ထက်တောင်ပို့ပြီးပြောတတ်လာအောင်ပဲကွာ ။ဘာလဲသူတို့စီမှာအုံနောက်တလုံးပို့ပါလာရဲ့ထင်လို့လား။အဓိကအရေးကြီးတာစားလုံးဖို့ပဲမဟုတ်ဘူးလား။လုံးရင်ဖြစ်နိုင်တယ်ဆိုတဲ့နေရာမှာအင်္ဂလိပ်စာစကားပြောလိုက်ပါတယ်။ဖီနာလုံးဝအမခန်နဲ့အချိန်၃လပဲပေး။အဲ့ဒီအချိန်၃လအတွင်းမှာအင်္ဂလိပ်စာကိုတည်တည်ကြာကြာလေ့လာမယ်။ပြောတာလေနေ့တိုင်းပုံမှန်လေ့ကျင့်ပြီးမှဆိုရင်အချိန်သုံးရတယ်နဲ့အင်္ဂလိပ်စာအခြေခံစကားပြောတော့ကတော့ကျွန်းကျွန်းကျင်ကျင်မျက်စိမိတ်ပြောတာပြောတတ်သွားလိမ့်မယ် အဲ့တော့ English လို့တကယ်ပြောတတ်ချင်တယ်ဆိုရင်ဒီနေ့ကစပြီးတော့အခုချိန်ကစပြီးတော့ English လို့ပြောတာစလေကျွန်တော်ကအဲ့လိုမှမလုပ်ဘူးဆိုရင်နောက်၃လနေလို့ကိုက English လို့မပြောတတ်သေးဘူးဆိုရင်အပြစ်တင်ရမယ့်သူကကိုကိုတိုင်းပဲအဲ့တော့အခုချိန်ကနေစပြီးတော့ဒီ English စကားပြောတလအတွင်းကျွန်းကျွန်းချင်းချင်းပြောတတ်နေအဲ့ဒီလိုမျိုးမဖြစ်နိုင်တဲ့ content တွေကို like ချပြီးကြည့်နေတာကိုရက်တော့ဒီ video ကိုကြည့်ပြီးသွားတာနဲ့ sound out ကို you YouTube ဖွင့် YouTube မှာကိုယ် level နဲ့ kait မဲ့အင်္ဂလိပ်စာစကားပြောတွေ podcast တွေစပြီးနားထောင်တော့ grammar တွေစပြီးလေ့လာတော့အခုစပြီးလို့တော့ English ဆိုပြောတတ်ခြင်းနဲ့ English စာလေ့လာမယ်ဆိုပြီးတွေးနေုံနဲ့ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူးအဓိကကကိုတကယ် action ယူရမှာကိုတကယ်စလုံးမှာပြောင်းလဲမှုခံစားရမှာ English ဆိုပြောတတ်ခြင်းနဲ့မလားဒါဆိုရင်ဒီနေ့ကနေစပြီးစပြောတော့ပြောတာလေ့ကျင့်တော့တချို့ကရှိသေးတယ်မပြောမှမပြောတတ်တာကိုဘယ်လိုပြောမှလဲတဲ့အဲ့အဲ့လိုမပြောလို့မပြောတတ်နေရလေရှင်းနေရပါပဲ မပြောရတာမမဆိုးတာသူများတွေဝေဘမှာကြောက်တောင်းနားလဲတယ်ဒါပေမဲ့အဲ့ဒါကိုစင်ကြည်ပေးပြီးတော့မပြောဘဲနေရင်မလေးချင်မနေကိုပဲမပြောတတ်မှာလေဘာလဲစပြောကြတဲ့ဟာတွတ်တွတ်လက်လက်နဲ့အမှားရမရှိပြောတတ်ချင်တာလားဒါမျိုးကတရားမင်းစင်းကူညီအောင်မဖြစ်နိုင်ဘူး ဘာသာစကားတစ်ခုကိုကျွန်းကျွန်းချင်းချင်းပြောတတ်ချင်တယ်ဆိုရင်လေမမဆိုလို့ဆိုပြီးတော့မပြောဘဲနေရင်ဘာမှပြောတတ်လာမှာမဟုတ်ဘူးအတိတ်ကဟာပြင်တာတို့နားရဲ့အုံနောက်ရဲ့ဗစက်ရဲ့ဒီ၃ခုကိုပုံမှန်အလုပ်လုပ်ခိုင်းနေရမှာပြောချင်တာကပြင်တာတို့လေ့လာချင်တဲ့ဘာသာစကားကိုဒီနားနဲ့နားထောင်မယ်အဲ့လိုနားထောင်မှာအုံနောက်ကနေ process လုံးမှာအုံနောက်ကနေ process လုံးမှာခင်ဗျားတို့ပြောတဲ့အခါမှာ ကိုနားထောင်လိုက်တဲ့အရာတွေ process လုပ်ထားတဲ့အရာတွေကပါးစပ်ကနေထွက်လာမှာ English လို့ပြောတဲ့အကျင့်များများလုပ်ထားမှယုံကြည်မှုရှိရှိနဲ့ပြောရဲဆိုရဲရှိလာမှာပေါ့ဘယ်သူမှဆိုအစပိုင်းတော့ English လို့ပြောဖို့ယုံကြည်မှုမရှိကြဘူးကွာပြန်တော့ကိုယ်ကလည်းအဲ့ဒီအတိုင်းပဲပြန်တော့ English စကားပြောအစလေးကျင်တုန်းကထိအားထိအားနဲ့ဘာတွေပြောမှလည်းမသိဘူးအမားတွေလည်းအများကြီးလုပ်ခဲ့တယ်စိတ်သက်ကလည်းကြတဲ့ရက်တက်တဲ့ရက်နဲ့တချို့ရက်တွေဆိုရင် English လို့လည်းမပြောချင်တော့ဘူးဘာလို့လဲဆိုတော့ကိုဘလောက်စူးစမ်းပြီးတော့ပြောပြော ဘဇက်ကနေမထွက်လာအောင်အောင်ကလည်းဘာမှအလုံးမလုပ်ဘူးသူများတွေလိုလည်းကံကံမပြောတတ်ဘူးဆိုပြီးတော့အဲ့ဒီလိုမျိုး စိတ်တက်ကြစရာအတွေးတွေနဲ့ပဲတလားလောက်ကအဲ့လိုသွားနေရကွာသိရမလားကိုကအင်္ဂလိပ်လိုအရန်ပြောချင်နေကွာသူများတွေပြောတာကိုကြည့်ပြီးတော့အားကြပြီးတော့အားငါလည်းပြောချင်နေဆိုပြီးတော့ပြောမယ်လေလို့ကောအုံနောက်ကြီးအရင်ချိန်ကြရင်အလုံးမလုံးတော့ဘူးဘဇက်ကနေလေစကလုံးတလုံးမှမထွက်လာတော့ဘူးဘာပြောလို့ပြောမယ်မလဲမသိတော့ဘူးပြောမင်းလေစကားတွေကထစ်အားထစ်အားနဲ့အတန်တွက်တွေကလည်းကြိုးကြောင်အတန်တွေထွက်လာတာမျိုးပေါ့ဒါကပြင်တာအစပိုင်းတော့ကြုံခဲ့ရတဲ့ဒါကိုတွေးဖြစ်ရဲ့အဲ့ဒါကအခက်ခဲဆုံးကာလာလို့တော့ပြောလို့ရတယ်ဒီပထမတလားလောက်ကလေကိုကိုကိုဘာမှရေရရပြောတတ်လား လို့လည်းမခံစားရဘူး။ဘာမှတိုးတက်မှုရှိလာတယ်လို့လည်းမခံစားရဘူး။အဲ့တော့အထီးလိုမျိုးဖြစ်လာတဲ့အချိန်မှာကိုကခံနိုင်ရရှိဖို့လိုတယ်။တကယ်တော့ကို English လို့တည့်ရက်လေ့ကျင့်လိုက်တာနဲ့အဲ့ဒီတည့်ရက်နဲ့ Titan နဲ့ရလက်ကိုကိုကရနေပြီ။ဒါပေမဲ့ကိုက English စာစကားပြောအခုမှစပြီးတော့လေ့ကျင့်တာဖြစ်တဲ့အတွက်ရလက်ကလည်းတိုးတက်မှုကလည်းနှေးတယ်။အဲ့တော့ကိုကကိုဘာမှမတိုးတက်လာလို့ခံစားရတာမသိတာတော့ပေါ့ကွာ။အဲ့တော့လုံးဝမတိုးတက်တာမဟုတ်ဘူး။တိုးတက်လာတာမသိတာသေးတာ။ အဲ့တော့ဘာမှစိတ်တက်မကြနဲ့ကိုတရက်လေ့ကျင့်လိုက်တာကနောက်တစ်ချိန်မှာကိုကျွန်းကျွန်းကျင်ကျင်ချွတ်ချော်မှုမှုတွတ်တွတ်လပ်လပ်ပြောနိုင်မှုတွေအဓိကဖောင်ဒေးရှင်းပဲအကယ်၍ကိုကအခုလက်ရှိအင်္ဂလိပ်စာစကားပြောစပြီးလေ့ကျင့်နေပြီဒါပေမဲ့ကိုပြောလိုက်တိုင်းစကားတွေကထိအားထိအားပဲထွက်လာတယ်ဒီခါလေးကြရင်ဘာတွေပြောလို့ပြောမှန်းမလဲမသိဘူးကိုကိုကိုတိုးတက်မှုမရှိဘူးလို့လည်းခံစားနေရတယ်ဆိုရင်အဲ့ဒါမှားနေပြီကိုလုံးဝမတိုးတက်တာမဟုတ်ဘူးတိုးတက်တာလေးကနှင်းနေတယ်လို့မသိတာသေးတာဒါပေမဲ့ 啊，恐龙有怎样历险来的历险噶？难道是马哥多多了了？ fluent speaker တယောက်ဖြစ်လာဖို့အတွက်အဓိကအရေးကြီးတဲ့အရေးပါတဲ့လေ့ကျင့်မှုတွေဖြစ်တယ်။အဲဒီလိုမျိုးစိတ်တက်စတဲ့ရက်တက်တဲ့ရက်နဲ့ထင်အားထင်အားပြောခဲ့တဲ့အလေးကျင့်လေးဒါမရှိခဲ့ဘူးဆိုရင်စကားပြောကျွမ်းကျင်တဲ့သူတယောက်လည်းဖြစ်လာမှာမဟုတ်ဘူး။တစ်ချိန်တည်းမှာပဲ English လို့ပြောတာနဲ့ English စာလေ့လာတာကို balance ပြအောင်လုပ်ဖို့လိုတယ်။အဲလိုတည်တည်ချာချာမလေ့လာဘဲနဲ့ကိုပြောချင်ရာတွေရှောက်ပြောနေမယ်အမားတွေပဲပြောနေမိမယ်ဆိုရင်လည်းကိုယ့်ရဲ့တိုးတက်မှုကတော်တော်လေးနှေးလိမ့်မယ်။ဖြစ်နာဥပမာလေးတစ်ခုပြောပြမယ်နော်။ကျမမနက်ကဈေးသွားခဲ့တယ် ီစာကြောင်းကိုပြောတာ English လို့ဘယ်လိုပြောကြမလဲအဲ့တော့အင်္ဂလိပ်စာ grammar လေးလာထားတဲ့သူဆိုရင်သိလိမ့်မယ်ဒီစာကြောင်းကမနေ့ကအကြောင်းအရာကိုပြောတာဖြစ်တဲ့အတွက် past tense ကိုသုံးရမယ်ဟုတ်အဲ့တော့ဒီ statement ကို English လို့ပြောမယ်ဆိုရင် I want to the market this morning ဒီမနေ့ကဈေးသွားခဲ့ Originia မှာ want ဆိုတဲ့ verb to သုံးထားတယ်ဒါက past tense ရဲ့အဓိကဖက်ချက်ပေါ့နော်ဒါပေမဲ့ grammar တိတိကျကျမလေ့လာထားတဲ့သူဆိုရင်တော့ ဒါကိုဘာ test သုံးလို့သွားမယ်မလဲမသိဘူးအဲ့တော့ तू ဗစက်တယ်ရှာရှာပြောလိမ့်မယ်ဥပမာ I am going to the market this morning ဒါဆိုရင်ဒီစာကြောင်ရ grammar အရလုံးဝမှားနေတာကွာလူတွေနားလည်နိုင်လားဆိုတော့ maybe နားလည်နိုင်တာပေါ့နော်ဒါပေမဲ့တုံးထားတဲ့ grammar အရမှားနေတယ်ကွာဒါဆိုရင်ကိုယ့်ရဲ့ impression လည်းနည်းနည်းတော့ကျတယ် grammar မှားတယ်ဆိုတာကလည်းတစ်ခါတလေဆိုရင်တော့မှားလို့ရတယ်ဒါပေမဲ့ကိုကအဲ့ဒီမှားတာကိုမှားမှန်းသိပြီးတော့ပြန်တော့ပြင်ရမယ်ကွာထက်ကထက်ကမှားနေမယ်ဆိုရင်တော့ basic တရားအစပြန်ပြီးတော့ဖြည့်ဖို့လိုနေပြီကွာ grammar နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့နည်းနည်း controversy စံတာပေါ့နော်ဘာလို့လဲဆိုတော့တချို့နေရာတွေမှာ grammatically grammar จะ English လို့မပြောလဲအဆင်ပြေတဲ့နိုင်ငံတွေရှိတယ်ဘယ်လိုပြောမလဲတချို့နေရာတွေမှာဆိုရင်ကိုက grammar จะจ๋าตั้วပြီးပြောရင်တို့ကနားမလဲကြဘူးတို့လိုမျိုးဟို broken ပြောမှနားလဲနိုင်တဲ့အခြေအနေမျိုးတွေရှိတတ်တယ်အဲ့ဒီအတွက်ကြောင့်အော်ဒါတော့ go with the flow ပေါ့နော်ကိုရောက်နေတဲ့နေရာကိုနေနေတဲ့နိုင်ငံကိုပြောနေတဲ့သူတွေရဲ့ English as skills ပုံမူတည်ပြီးတော့ ိုကလိုက်ညိပြီးပြောရမှာမျိုးပေါ့ဒါပေမဲ့ grammar တိချာရင်အကျိုးရုပ်တယ်တော့မရှိပါဘူးကဲအဲ့တော့မေးပါအောင်မယ်ကိုက English လို့ပြောတတ်ချင်နေဆိုတော့ English လို့ပြောတဲ့ conversation တွေစကားပြောတွေ podcast တွေကိုတနေ့ကိုဘယ်နှစ်နာရီလောက်နားထောင်ဖြစ်လဲပုံမှန်နားထောင်တာတွေရောလို့လားတခါမှမလေ့ကျင့်ဘူးတခါမှနားမထောင်ဘူးနားထောင်လို့စိတ်ကူးရမရှိဘူးဟုတ်လားဒါဆိုရင်တော့ဒီနေ့ဒီမှာရေးလိုက်တော့မပြောတော့ဒါ ဲ့လိုပဲရမလဲမပြောဘဲနဲ့ခြံသားရဲ့ဆရာစားခြံသားလို့ဖြစ်သွားမှာပေါ့အဲ့တော့ final secret တခုပြောပြမယ်အင်္ဂလိပ်စာစကားပြောကိုကျွန်းကျွန်းကျင်ကျင်နဲ့တဘာဝကြကြပြောတတ်ဖို့အတွက်ဆိုရင်အဓိကအရေးကြီးတာကနားထောင်နဲ့လေ့ကျင့်မယ်ကိုဘာမှမလေ့လာခြင်းနေပါစေဝါဟာရတွေမလေ့လာခြင်း grammar တွေမလေ့လာခြင်း okay ရသေးတယ်ဒါပေမဲ့နားထောင်တာတော့တိကျပါလို့လေ့ကျင့်ရမယ်ဘာလို့လဲသိလား final တော့ ပြောတဲ့စကားတွေကကိုနားထောင်ခဲ့တဲ့စကားတွေပဲခင်ဗျားတို့မြန်မာစကားဘာကြောင့်ပြောတတ်လာတာလဲမိငယ်တုန်းကမိဘတွေတငယ်ချင်းတွေဆွေမျိုးတွေဆရာဆရာမတွေကမြန်မာလိုပြောတာမျိုးခင်ဗျားတို့နားထောင်တယ်ကိုယ့်ရဲ့အုံနောက်လေးကနေပြီးတော့ process လုပ်တယ်အဲ့တော့ကိုကမြန်မာလိုကြားတာဖြစ်တဲ့အတွက်ကြောင့်ကိုပြောလိုက်တဲ့အခါမှာလည်းမြန်မာစကားတွေထွက်လာတယ်အဲ့ဒီလိုမျိုးအဲ့တော့ကိုက English လို့ပြောတာများများနားထောင်ပြီးတဲ့ဆိုရင်အုံနောက်က process လုပ်တာများမယ်အဲ့ဒီချိန်ကျရင်ကိုယ့်ရဲ့ပြော risk ကလည်း automatically တက်လာလိမ့်မယ် fluent speaker တရားဖြစ်ဖို့အတွက် listening skills ကဘာကြောင့်အရေးကြီးရတာလဲဆိုတာကိုစိတ်ဝင်စားရဲဆိုရင်ဖင်နာနည်းနည်းလေးပြပြပေးမယ်ဖင်နာရောအုံနောက်ထဲမှာ left temporal lobe လို့ခေါ်တဲ့အချမ်းရှိတယ်။အဲ့ဒီအချမ်းထဲမှာ Wernicke's area ဆိုတာရှိတယ်။အဲ့ဒီ area ကအဓိကဘာလို့တားလဲဆိုတော့ဖင်နာတို့နားထောင်လိုက်တဲ့အတန်တွေကိုအတိတ်ပဲဖြစ်ပြောင်းမိတာ။ပြောချင်တာကမြန်မာလိုပြောတာကိုနားထောင်ရင်အော်ဒါမြန်မာစကားပြောနေတာပါလား။ English လိုပြောတာကိုနားထောင်ရင်အော်ဒါ English လိုပြောနေတာပါလားဆိုပြီးတော့သူကအတန်တွေကိုအတိတ်ပဲဖြစ်ပြောင်းမိတာ။ အဲ့ဒါကကိုယ့်ကိုသဘာဝနီးလန့်အတိုင်းလေးလာဖို့အတွက်အကူအညီပေးတဲ့အရာတနည်းအားဖြင့်အဲ့ဒီ warning key ဆိုတဲ့နေရာကကျွန်တော်တို့အတန်တစ်ခုကို ချိန်ဖက်များစွာကြားလေလေသူကပို့ပြီးတော့ strong ဖြစ်လာလေလေကျွန်တော်တို့ကလည်းဘာသာစကားတစ်ခုကို naturally တဘာဝကြကြလေးလာပြီးသားဖြစ်နေလေလေပဲဒါပေမဲ့အဲ့ဒါက input အဆင့်ပဲရှိသေးတယ် input အဆင့်ဆိုတာကိုကတစ်ခုခုကြားလိုက်ရင်ဥပမာမြန်မာစကားပြောတာကြားလိုက်ရင်အော်ဒါမြန်မာလူပြောနေရပါလားဆိုပြီးတော့သိသွားတဲ့အဆင့်ပဲရှိသေးတယ်တကယ်ပြန်ပြီးတော့ပြောတတ်တဲ့အဆင့်မရှိသေးဘူးအဲ့တော့ဒီ one case area မှာ learn လောက်ထားတဲ့အရာတွေကိုကျွန်တော်တို့ပြန်ပြောချက်ဖို့ကကြတော့အုံနောက်ရဲ့ frontal lobe လို့ခေါ်တဲ့အခြေခံမှရှိတဲ့ broadcast area လောက်ပဲ broadcast area ကသူ့ language production area လို့တောင်ခေါ်ကြတယ်အဲ့တော့ခင်ဗျားတို့နားထောင်တဲ့ one gigs area မှာအဲ့ဒါကိုအတန်ကိုအတိတ်ပဲဖြစ်ပြောင်းတယ်အဲ့ဒီအတိတ်ပဲကိုခင်ဗျားတို့ဗစက်ကနေပြန်ပြောတအောင်လို့ broadcast area လောက်ပဲရအဲ့တော့ဒီ broadcast area အလုံးလုံးမှာတကယ်ဘာသာစကားတစ်ခုပြောတတ်တယ်ဆိုတာဖြစ်လာတာအဲ့တော့သေချာစဉ်းစားကြည့်မယ်ဆိုရင် broadcast area နေခင်ဗျားတို့ပြောတဲ့အချင်းဖြစ်လာဖို့အတွက် one gigs area မှာအရင်ဆုံး learn လုပ်တဲ့အဆင့်ရှိရမယ် ဘယ်လိုလမ်းလုံးမှာလဲနားထောင်ပြီးတော့လမ်းလုံးမှာဖက်ယုံနေမရဘူးဖက်တာတခြားဘက်သွေးနဲ့သွားတာနားထောင်တာကပြောဖို့အတွက်အလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးဖြစ်လန့်တစ်ခုပဲအဲ့တော့ကိုက Wanaki area နဲ့ Broker area ရဲ့ဆက်သွယ်မှုတစ်ခုကို strong ပြောင်းလုပ်ပေးဖို့လိုတယ်အဲ့ဒါဘာလို့မှလဲနားထောင်မယ်ပြောကြည့်မယ်နားထောင်မယ်ပြောကြည့်မယ်နားထောင်မယ်ပြောကြည့်မယ်အထီးလိုမျိုးပုံမှန်လုပ်ပေးနေမယ်ဆိုရင်သူတို့နှစ်ခုဆက်ဆံရေးကအရန်ကိုခိုင်းမာသွားပြီးတော့ကိုကလည်း fluent ဖြစ်တဲ့ speaker တစ်ယောက်ဖြစ်လာလိမ့်မယ် အခုမနာပြောခဲ့တာတွေက medical champ နေဆိုတော့တော်တော်များများစိတ်ရှုပ်သွားမှာဆိုလို့အတက်နိုင်ဆုံးအတူဆုံးနဲ့အလွယ်ဆုံးဖြစ်အောင်တော့ပြောပြထားတယ်။ Okay ဖနာဂျီနီယာမှာအရေးကြီးတာလေးတစ်ခုပြောချင်တယ်။အဲ့ဒါကကိုကအင်္ဂလိပ်စာစကားပြောစပြောလေ့ကျင့်မိဆိုတာနဲ့စွဲကောင်းမှုလိုတယ်။ consistency ကောင်းမှုလိုတယ်။ ဒီနေ့လေးကျင်းလိုက်၃ရက်လောက်နားလိုက်၄ရက်မြောက်နေ့မှာပြန်လေးကျင်းလိုက်၅ရက်လောက်ထပ်နားလိုက်အဲ့ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ဖြစ်နာပြောခဲ့တဲ့၃လအတွင်းမှာဘာမှပြောင်းလဲတော့မှာမဟုတ်ဘူးအဲ့တော့ကိုကဇွဲကောင်းရမယ်ဖြစ်နာရင်နေ့တိုင်းတနေ့ကို၂နာရီလောက် English လို့စကားပြောလေးကျင်းပေးနိုင်ရင်အကောင်းဆုံးပဲဖြစ်နာပြောမယ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းပုံမှန်တနေ့၂နာရီလောက် English လို့ပြောတာလေးကျင်းမယ်ဆိုရင်ထက်အကျအဖြစ်လဲအနည်းဆုံး၂လပဲ နှစ်လလောက်ပဲကြာကြာဖြစ်မှာအဲ့ဒီနောက်ပိုင်းမှာဆိုရင်ကိုယ့်ရဲ့တိုးတက်နှုန်းကမြန်လာလိမ့်မယ်အဲ့ဒီနောက်ပိုင်းအင်္ဂလိပ်စာလေးလာရတာအရန်ကောင်းလာလိမ့်မယ်အင်္ဂလိပ်လိုပြောရတာလည်းအရင်အထက်ပို့ပြီးတော့ပြောစရာကောင်းလာလိမ့်မယ်ဒါဘာလို့လဲဆိုတော့ dopamine rewarding system ကြောင့်ဘာလို့လဲကိုကဒီနေ့အင်္ဂလိပ်အင်္ဂလိပ်လိုနှစ်နိုင်ပြောလိုက်တဲ့အဲ့ချိန်မှာကိုကိုကို အဲကျင်းတဲ့အာရမှုရှိသွားတယ်ကိုပြောတာလေးကလည်းအစဉ်ပြေခဲ့တယ်ဆိုရင်အဲ့ချိန်မှာဒိုပမင်းကထွက်မယ်ပင်ကိုကိုအဲ့ဒိုပမင်းက motivation ဆက်ပြီးပေးမှာကဲမနေ့ပြန်ကြာရင်နောက်တစ်နေ့နိုင်ဆက်ပြီးသွားပြီးလေ့ကျင့်ကြမယ်အဲ့တော့နောက်နေ့ကျတော့လေကိုကစကားကောင်းကောင်းမပြောနိုင်ခဲ့တဲ့နှစ်နိုင်အတွင်းမှာထောက်ဆိုရင်ဒိုပမင်းတွေဆက်ထွက်မယ် motivation တွေချက်ရမယ်ဒါကြတော့ဒိုပမင်း rewarding system ကြောင့်ကိုလေ့လာရတဲ့ process ကပြောဖို့ကောင်းလာတာအဲ့တော့ကိုကအဲ့ဒီနောက်ပိုင်းလင်းလာရင်လင်းလာတဲ့လောက်တိုးတက်မှုမြင်လာလိမ့်မယ်မှတ်မိလားပြန်တော့ရှေ့တက်လာမှာက တိုးတက်မှုဟာနှေးတယ်အဲ့ဒါကြောင့်မလို့ အကိုကိုတိုးတက်မှုမရှိလားလို့ခန်းစားရတာဒါပေမဲ့အဲ့ဒီနှစ်လသုံးလနောက်ပိုင်းမှာလေးလာတဲ့ process ကအရင်မြန်လာတယ်လေးလာရလည်းအရင်ပြောဖို့ကောင်းလာတယ်အဲ့ဒါမမေ့နဲ့အဲ့ဒါတကယ်လက်တွေ့တော့ခဏမျက်စိရှိမှတယ်အဲ့ဒီလိုမျိုးဒီ beginner level ကနေပြီးတော့အင်္ဂလိပ်စာကိုကောင်းကောင်းမွန်မွန်ပြောတတ်သွားတဲ့သူတွေအများကြီးတိုးတက်သွားတဲ့သူတွေအများကြီးအဲ့ဒီတော့ English လို့တကယ်ပြောတတ်စင်တယ်ဆိုရင်ငါပြောတတ်စင်တယ်ဒါပေမဲ့ဘယ်ကနေစာလို့မလဲမသိဘူးမမလည်းကြောက်တယ်အဲ့ဒီလိုမျိုးထိုင်ပြီးတော့စိတ်ပူနေမဲ့စာတကယ်စပြီးတော့ပြောတော့ တကယ်ဆပြီးတော့လောက်ပါတော့တကယ်ဆပြီးတော့လေ့လာပါတော့တကယ်ဆပြီးတော့ပြောတာလေ့ကျင့်ပါတော့ကိုကနေ့တိုင်းအင်္ဂလိပ်စကားပြောလေ့ကျင့်ခြင်းနဲ့ဒါပေမဲ့အတူတူလေ့ကျင့်ပေမဲ့အဖွာလည်းမရှိဘူးကိုပါတကူတယောက်တည်းလည်းမပြောတတ်ဘူးဆိုရင်တော့ Fina application လေးနှစ်ခုကို recommend ပေးမယ်အဲ့ဒါက Wiki နဲ့ HelloTalk ဆိုတဲ့ app ၄အ Fina ကိုရိုင်းနဲ့ English ရဲ့ applications တွေကိုသုံးပြီးတော့ IR တဲ့အချိန်မှာ English လို့ပြောတာတော့ပြောလေ့ကျင့်ဖြစ်နေရပေါ့နော်ဒီ update ထဲမှာတော့လူပေါင်းစုံပဲ level ကလည်းအစုံပဲကွာ beginner level ကနေစပြီးတော့ English လို့တော်တော်ကျွန်းကျွန်းကျင်ပြောတတ်တဲ့ ူတွေလည်းရှိတယ်။အဲ့တော့ကိုကဒီ app ကိုသုံးပြီဆိုရင်ကို level နဲ့ guide တဲ့သူနဲ့ဒါတငယ်ချင်းဖွဲ့ပေါ့နော်တငယ်ချင်းဖွဲ့ပြီးတော့ပုံမှန်လေ့ကျင့်ပေးရင်ပို့ပြီးတော့ကြည့်ရတယ်။အဲ့ဒီ application တွေကိုတွားချင်းတွေ့လိုက်မယ် beginner လေးဆိုရင်လေတို့အချင်းချင်းပြန်ပြော့ဖေးမနေကြတော့ကွာအာမငယ်နဲ့အတူတူစကားပြောလေ့ကျင့်ကြရအောင်ဆိုပြီးတော့လေအဲ့တော့ကိုကအခုလက်ရှိစကားပြောမဲ့အပေါ်မရှိဘူးမလားခုနကဖင်နာပြောတဲ့ application တွေကိုတွားအခုတွားတွားတော့တွားပြီးတော့အမကိုနဲ့ level 2တဲ့ ပြီးရင်ကိုလည်းပြောရတာတကယ်သဘောကျတဲ့သူတွေနဲ့တကယ်ချင်းဖွဲ့ပုံမှန်လေ့ကျင့်ဒါဆိုရင်အချိန်ကတုံးလာပဲအခုဗီဒီယိုကြည့်နေတဲ့သူတွေအားလုံးဖိနာယုံနေလူတိုင်းမှာ English လို့ပြောနိုင်တဲ့အရေးချင်းတွေရှိပြီးသားဒါပေမဲ့အဲ့လိုပြောတာလေ့ကျင့်မဲ့အလေ့ကျင့်မဲ့လို့တာအဲ့တော့တကယ်လေ့ကျင့်နိုင်တဲ့သူတွေဆိုရင်တော့သူတို့လိုချင်တဲ့ရလဒ်ကိုရသွားတယ်အဲ့လိုမလေ့ကျင့်မဲ့နဲ့အမှားမှကြောက်လို့ဘာလို့ညာလို့ဆိုပြီးဆင်ခြေပေးပြီးတော့ဒီတိုင်းညင်နေတဲ့သူတွေကကြတော့တုံရင်ကတုံရင်ပဲဖြစ်နေမှာအဲ့တော့ဖင်နာ I believe in you. I trust you. ဘယ်နောက်ခုဗီဒီယိုကြည့်နေတဲ့သူယုံနေ။အဲ့တော့ဒီနေ့ဒီကြားနေစပြီးတော့အင်္ဂလိပ်စာကိုစပြောလေးလား။ပြီးရင်ဒီနေ့ကနေစပြီးတော့စကားပြောကိုစလေးခြင်းတော့။စလို့တော့စလို့တော့စလို့တော့။နော်အင်္ဂလိပ်စာတွတ်တနည်းဆိုတဲ့ဗီဒီယိုတွေပဲလိုက်ကြည့်နေတော့ ਨੇ ။တကယ်တမ်းစပြီးတော့ပြောကြည့်တော့ကဲဟုတ်ပါပြီဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးအများကြီးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ချက်ဗီဒီယိုတွေမှာပြန်လာနေချက်ပြီးတော့တွေ့ကြပါမယ် Anyway, I hope you have a wonderful rest of your day and I'm going to see you in my next video. Bye bye. Hello, I am Fiona. You can call me Fiona because my name is Fiona. This is not funny at all.